မင်္ဂလာပါလို့ဦးကနောက်ဆုံးပါရေးဒီ comment လေးကိုဦးကတွေးလို့ချက်ချင်းပြန်လိုက်တာပါဒီလိုအယူမားတွေဒီလိုအယူမားတွေဒီလိုမျိုးဟိုအစိတ်တင်းတဲ့ဒီလိုမျိုးအတွေးခေါ်တွေကြောင့်ပေါ့နော်အခုမြန်မာနိုင်ငံမှာကလေးတွေဒုက္ခရောက်နေပါပါဒီညီလေးပြောထားတဲ့ဥစ္စာမှာဆိုရင်ပေါ့နော်ဒါမေးဒါတင်ဒါချက်ဒါဖြေမှာကိုကိုကိုအတွင်းညာနဲ့ပြန်မင်းရင်နော်ကိုယ့်ရဲ့အတွေးတွေနဲ့တိုင်ပင်ဆွေးနွေးလို့မရရင်ပညာရေးတာကျွန်ပညာရေးတို့ तू ကရေးထားပါတယ်အမှန်မှန်တော့ဘယ်ဆရာဆရာမကမှမင်းငါ့ကိုမေးခွန်းမေးလို့မရအောင်လို့မပြောထားပါဘူး ညီလေးကအကြောင်းတက်လို့ညီလေးမကဒီထက်တိကျတဲ့ question တွေဒီထက်တိကျတဲ့အဲဘဟုတုတားရေလိုတယ်ဆိုရင်စာတင်တဲ့ဆရာဆရာမတွေကိုအကြောင်းကားထဲမှာမေးလို့ရပါတယ်ဒါပေမဲ့ညီလေးကရှက်လို့မမေးရဘူးဆိုလဲနောက်မှဆရာဆရာဆရာမနဲ့1 by 1တွေ့ရင်တော့မေးကြည့်ပေါ့နော်ဒါပေမဲ့ညီလေးပေးထားတဲ့ဥစ္စာကရေးထားတဲ့ဥစ္စာလုံးဝမမှန်တဲ့အတွက်ဦးကတော့မှားတယ်လို့ပဲပြောရပါမယ် ခုမေးချင်တာမေးရမရလို့ကျွန်ပညာရေးတို့ပြောတယ်ဆိုမဟုတ်ပါဘူးဥလို့မြန်မာနိုင်ငံရဲ့ပညာရေးကိုညီလေးလို့လည်းအခုနိုင်ငံသားမှအလုပ်လုပ်နေပေါ့နော်ညီလေးလို့ဆိုရင်ပညာရေးပြည့်စုံရင်ပြည့်စုံမယ်မပြည့်စုံမပြည့်စုံဘူးဒါပေမဲ့အခုလောလောဆယ်မှာညီလေးလို့ရက်တည်နေရကြတော့သူများနိုင်ငံမှာအလုပ်လုပ်နေရတဲ့အလုပ်သမားပေါ့နော်ဥလို့လည်းသူများနိုင်ငံမှာလုပ်နေရတဲ့အလုပ်သမားပါပဲဒါပေမဲ့ဥလို့ကြတော့မြန်မာနိုင်ငံကိုပညာရေးကိုမျက်နှိုးတယ်တံပိုးထားတယ် အခုပညာကိုဘလို့ပဲဖြစ်နေပြီးနေနိုင်ရောတန်ဖိုးထားရပေါ့နော်အဲ့အားလေးရောနည်းနည်းလေးကြွာတာပေါ့နောက်တစ်ခုကဦးပြောချင်တာမြန်မာနိုင်ငံရဲ့ပညာရေးကိုလေ့လာကြည့်ပါ Google မှာခောက်ပြီးတော့လေ့လာကြည့်ပါမြန်မာနိုင်ငံပညာရေးမြန်မာနိုင်ငံပညာရေးကစတင်လာတာဥရောပနိုင်ငံကကိုလိုနီလက်အောက်ခံဖြစ်တဲ့အတွက်ကိုလိုနီပညာရေးကနေစပြီးတော့မြန်မာနိုင်ငံပညာရေးကရပ်တည်လာတာပါအဲ့အနေမှာတဆင့်တကယ်ကမ္ဘာအဆင့်မြေနိုင်ငံတွေဖြစ်ခဲ့တယ်နိုင်ပညာရေးတွေဖြစ်ခဲ့တယ်နောက်အကြောင်းမျိုးမျိုးကြောင့်ပေါ့နော် ူတို့နိုင်ငံမှာပညာရေးကိုတနှစ်တရမဲ့ဥစ္စာကို short term ဖြစ်ပြီးတော့အတန်းနေမိအောင်လုပ်ရတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုလုပ်ရတယ်ဆိုတာလည်းနိုင်ငံတကာ standard နဲ့ဒီ clay တွေရဲ့အသက်အရွယ်မှာဒီအသက်အရွယ်မှာဒီအတန်းပညာအောင်ရမယ်ဆိုရဲ့ဒီနိုင်ငံတကာ standard နဲ့မိအောင်လုပ်ရတာပါ။အဲ့တော့စာတွေကိုဖတ်ကြည့်ပါ။စာတွေကိုဖတ်ကြည့်ပါ။စာတွေကိုဖတ်ပြီးမှဘာကြောင့်မလို့ဒီလိုဖြစ်သွားတယ်ဒါဘာကြောင့်မလို့ဒီလိုမျိုးအတန်းလေးကိုအချိန်တူတူနဲ့တင်ရတယ်ဆိုရဲတည့်ရခံဘာတူလဲဘာကြောင့်လဲဆိုတော့ကိုကိုကို ဟိုစမ်းစစ်ပါเนาะအဲ့တော့ကိုမေးကိုဖြေတာကိုမေးတာကိုကိုတင်တာကိုစစ်တယ်ဆိုရဲခုနကပြောတဲ့ညီလေးပေါ့เนาะဟိုမေးလို့မရတော့ဒါကျုံပညာမဟုတ်ပါဘူးကျုံပညာရေးဆိုတာဘာလဲဆိုတာကိုဟိုဒေးလာကြည့်ပါကျုံပညာရေးဆိုတာဘာလဲဆိုတော့ဥရောပမြန်မာနိုင်ငံသားမြန်မာနိုင်ငံသားကမြန်မာစာကိုအဓိကထားတင်ရမယ်ဒါပေမဲ့မြန်မာနိုင်ငံသားကမြန်မာနိုင်ငံဟိုဒီမြန်မာစာကိုအဓိကထားမတင်ဘဲနဲ့ เนาะတိုင်းတစ်ပါးနိုင်ငံရခြားကလူတွေကလာပြီးတော့မင်းတို့မြန်မာစာမသင်ရဘူးမင်းတို့အင်္ဂလိပ်စာသင်ရမယ်မင်းတို့ပြင်သစ်သင်ရမယ်မင်းတို့အဲ့အာမတန်ရင်မင်းတို့အလုပ်မရဘူးလို့ပြောမှကျွန်ပညာရေးလို့ခေါ်တာပါအဲ့တော့ကိုပြောတဲ့စကားကဘလို့အတိတ်ပဲလဲဆိုတော့ကိုကိုမေးကြည့်ကိုကိုစမ်းစစ်ပါလေးလာပါလို့ညီလေးကိုကိုကပြောချင်မှာညီလေးဆိုရင်ဒါအရန်တန်ဖို့ရှိရလူငယ်တွေပါရှေ့ဆက်ပြီးတော့လောက်ရမှာနိုင်ငံကိုဥဆောင်အောင်ပါအများကြီးပါအဲ့တော့ကျွန်ပညာရေးဆိုတာကအခု တော်တော်များများတချို့ပေါ့နော်ဒီ online မှာတချို့ရေပြောအင်္ဂလိပ်စကားမပြောတတ်လို့အင်္ဂလိပ်စာမတတ်လို့မြန်မာပညာရေးကညံ့နေဆိုတာအဲ့လိုပြောတဲ့လူကြီးကအင်္ဂလိပ်ဘာသာကိုအထင်ကြီးတဲ့လူကြီးကမှတကယ်ကျုံပညာရေးစနစ်ကိုအားကျနေတဲ့လူတွေပါတိုင်းတမားနိုင်ငံရခြားဘာသာရစကားကိုအထင်ကြီးပြီးတော့ကိုမွေးတဲ့ကိုမိဘကြီးမွေးတဲ့ကိုကြီးပြင်းတဲ့မြန်မာနိုင်ငံရဲ့ဘာသာစကားကိုအလေးမထားဘဲနဲ့တိုင်းတမားနိုင်ငံရခြားဘာသာစကားကိုအလေးထားပြီးတော့ ဟိုတန်လျက်ကိုရေထင်ရွှေသမင်းအလိုက်မှားဆိုတဲ့ပုံစံမျိုးလုပ်နေမှာတာကျွန်ပညာရေးလို့ခေါ်တော့ပါဦးကရှင်းပြတာပါအဲ့တော့ဦးကညီလေးအတွေ့အကြုံမှားနေလို့ရှင်းပြတာတခြား comment မျိုးနဲ့ထပ်မံလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ comment ကတော့မှားနေလို့ဦးကပြောပြတာပါ။ကျေးဇူးအများကြီးတင်ပါတယ်။